တကယ်ကိုလူတော်လူကောင်းတွေနဲ့ပဲဆုံတွေ့ပါစေဆုံတွေ့အောင်ကြိုးစားကြလူတော်လူကောင်းတွေဆိုတာဘလို့ပုဂ္ဂိုလ်မျိုးတွေတော့ဆိုပန္ဒီတေဟိအထဓတိဖြစ်အထဓတိဆိုတာတကယ်ရဲ့ဘဝရဲ့အထိပယ်ကိုတည်တည်ချာချာစဉ်းစားပြီးသိမြင်တဲ့ပညာရှိပုဂ္ဂိုလ်တွေ အဲ့ဒီပညာရှိ ပုဂ္ဂိုလ်တွေနဲ့ပဲပေါင်းသင်းမှာဒါမှသာဝရစိတ်ကလေးအေးချမ်းမှုဆိုဖြစ်မှာအေးတမပုဂ္ဂိုလ်တွေနဲ့ပေါင်းသင်းလို့ရှိရင်စီးပွားဥစ္စာတိုးတက်ခြင်းတိုးတက်မယ်စိတ်နှလုံးပူပန်ရမှုတွေမှာတဝဲလဲလဲပဲဖြစ်တယ်လို့ဆိုတယ်နော်ဘဝမှာစိတ်နှလုံးချမ်းမြေ့စွာ နေနိုင်မှုအတွက်ကတကယ်ကိုအကြောင်းအကျိုးကိုအမျောမြင်ရှိတဲ့ ပညာရှိသူတော်ကောင်းတွေနဲ့ပဲပေါင်းသင်းမှုကြိုးစားပါပညာရှိသူတော်ကောင်းတွေနဲ့ဆုံတွေးလိုက်ရတဲ့အကျိုးကျေးဇူးဟာအလွန်ကြီးမားတယ်လို့အဲ့တော့ပညာရှိသူတော်ကောင်းဆိုတာတပ်ပြီးဆိုတာဘယ်လိုပုံကူမျိုးလဲလို့ကြည့်လိုက်တဲ့အခါတပ်ပြီးဆိုတဲ့စကားလုံးကတပါယံတာဓုတဘောဆိုတဲ့စကားလုံးကလာတပ်ပါဆိုတာ ပွဲလေတဲ့နဲ့ပုဂ္ဂိုလ်ဆိုလိုတာကလူကြီးလူကောင်းစိတ်ကောင်းနှလုံးကောင်းရှိတယ်သူနဲ့တွေ့လို့ရှိရင်တကယ်ကိုတန်မိုးရှိတဲ့စကားတွေကြားရတယ်စိတ်နှလုံးအေးချမ်းမှုရှိတယ်အမျှော်မြင်ရှိတယ်သူပြောတဲ့စကားအတိုင်းနေထိုင်လို့ကစိတ်ညစ်စရာဆိုတာတခုမှမတွေ့ရအောင်အဲ့တော့တဘာယံတာဓုတဘောပွဲလေတဲ့နဲ့ပုဂ္ဂိုလ် လူတဲ့ကောင်မှာဂုံရှိတည်ရရှိပဇံရှိလို့ဂုံရှိတည်ရရှိမဟုတ်ဘူးမွန်ရည်တယ်ပညာရှိတယ်တိမ်မွေးတယ်အကျိုးကြောင်းဆင်ခြင်တဲ့အသိဉာဏ်တွေရှိတယ်အမျောအမြင်ရှိပြီးတော့လောကရဲ့ပြဿနာတွေကိုဆုံးဖြတ်ပေးနိုင်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒါတွေကိုသူတော်ကောင်းလို့ခေါ်တယ်တမန်ပြည့်စဉ်းစားကြည့်လိုက်မယ်ဆိုရင်ဘာသာတရားတွေနဲ့ကြည့်လိုက် မြန်မာလူမျိုးတွေကိုးကွယ်နေတဲ့ဘုကဗုဒ္ဓလို့ဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ဘုရားဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ကဘာတွေဟောခဲ့တော့အေးဒုစရိုက်စရိုက်ဆိုတွေကိုမလုပ်ကြနဲ့ဒုစရိုက်တရားတွေကိုလုပ်မယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာရမှာမဟုတ်ဘူးစိတ်ယုံမာတွေမမွေးကြနဲ့စိတ်ယုံမာတွေရှိလို့ရှိရင်ကောင်းကျိုးချမ်းသာရမှာမဟုတ်ဘူး